အားလုံးပဲမင်္ဂလာပါမချီမင်းနစ်ကနေပြန်လည်ကြိုဆိုလိုက်ပါရင်မချီမင်းနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ The Secret Life of Pets 2 2019ရုပ်ရှင်လေးပဲဖြစ်ပါရင်ကြပြုတ်လေးတကောင်ကိုဝင်းပလေအုပ်စုကလိုက်ဖမ်းနေတဲ့အတွက်တတိရှိတဲ့ခွေလေးကတခြားသောတရိတ်ဆန်တွေနဲ့ပေါင်ပြီးတော့ကြပြုတ်လေးကိုကဲတင်ကြမှာပဲဖြစ်ပါရင်ကဲဆင်သည့်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ရီကက်လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်းစီစဉ်တင်ဆက်သူဆက်ပဲဖြစ်ပါရင် ပန်းညံထဲမှာတော့မန်းဆိုတဲ့ကယ်ရီယာခွေးလေးကကလေးတွေနဲ့ခွေးလေးတွေဆော့နေတာကိုကြည့်ပြီးတော့သူ့ရဲ့တငယ်ချင်းတွေပြောပြတယ်အိမ်မှာကလေးရှိတာကတကယ်ကိုစိုးရတယ်ဆိုတာကိုနားထောင်နေခဲ့ပါ යි မက်စကာရောသူ့ရဲ့တခင်ကအမြဲတမ်းကိုမှတကူတည်းနေခဲ့တာဖြစ်တဲ့အတွက်ကိုမစိုးရင်ခဲ့ပေမဲ့လို့တနေ့မှာတော့ကီတီကစပိန်တမချက်ကနေကိုမှချစ်မိသွားခဲ့ပါ යි နောက်တော့သူတို့နှစ်ယောက်ဟာတူတူနေထိုင်ကြပြီးတော့လေယံဆိုတဲ့ကလေးလေးတစ်ယောက်ကိုရလာခဲ့ပါ යි မက်စကာတော့ကလေးလေးကိုမကြိုက်ပေမဲ့လို့လီယန်ကတော့အဆင်ပြေအောင်နေဖို့ကိုစ조사ခဲ့ပြီးမကြောက်ကြပါဘူး။သူတို့ကအရင်နှီးဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြပါ යි ။မက်စကာတော့လီယန်နဲ့မခွဲနိုင်အောင်လို့ခင်သွားခဲ့ပြီးတော့လီယန်တွဲကတော့အနေရရှိတယ်လို့ထင်တဲ့အရာရာတိုင်းစီကားကိုကောက်ွယ်ပေးနေခဲ့ပါ යි ။ အောက်ထပ်မှာရှိနေတဲ့ယုံကလေးကတော့သူ့ရဲ့သခင်နဲ့အတူတူစူပါဟီးရိုးလုံတိုင်းကိုစော့နေခဲ့ကြပြီးတော့ Snowball ကတော့သူ့ကိုသူစူပါဟီးရိုးလို့ထင်နေခဲ့ပါပြီ။ Snowball ကတော့ဝရန်ဒါမှာထွက်ပြီးတော့ကဘာကြီးကိုကယ်တင်တဲ့ပုံစံတရုပ်ဆောင်နေရင်သူ့ရဲ့ကလေးတွေအကြောင်းကိုပြောနေတဲ့အပေါ်တက်က Max ကိုတွေ့သွားခဲ့ပါပြီ။ Snowball ကတော့ Max ကိုလေးရန်ကကြောင်းတက်ရတော့မယ်မလားဆိုပြီးတော့ပြောလိုက်တဲ့အတွက်ကို Max ကတော့အဲ့ဒီကိစ္စအတွက်ကိုစိတ်ပူသွားခဲ့ပြီးတော့လေးရန်ကတော့အန်နီရဲ့ကင်းရောက်လို့တိုက်ခမ်းမှာပဲနေတဲ့နေဆိုပြီးတော့ပြောလိုက်ပါပြီ။အဲ့ဒီအချိန်မှာပဲဒူကလေးရန်ကို ချက်ကတော့လမ်းလျှောက်ဖို့ကိုခေါ်သွားတယ်လို့ပြောလိုက်တဲ့အတွက်မက်စကာရိုစိတ်ပူသွားခဲ့ပါတယ်။မက်စကာရိုလီယန်ပမာရှိနေလေတိရအောင်လို့သူ့ရဲ့တငယ်ချင်းတွေကိုဖုန်းထဲကိုအကူအညီလှန်တောင်းလိုက်ပြီးတော့ပူကလေးနော်မန်ကသူ့ရဲ့ဖုန်းကိုဖိပေးလိုက်ပါတယ်။သူကတော့ရီမိုကားလေးတွေနဲ့လီယန်တို့နောက်ကိုလိုက်သွားခဲ့ပါတယ်။နော်မန်ကတော့ရေဒီယိုကနေမက်စ်ကိုလီယန်ကကွကီးစားနေပြီးတော့စစ်ပူစရာမလိုကြောင်းကိုပြောလိုက်ပါတယ်။ ဒါပေမဲ့လို့မက်စကာရဆိတ်ပူနေသေးတာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကရားရန်လာခဲ့ပါတယ်။အဲ့ဒါကိုမြင်တဲ့ Kitty ကမက်စ်ဘာဖြစ်ချင်လဲသိတဲ့အတွက်သူ့ကိုစိတ်သက်သာရရအောင်လို့လမ်းလျှောက်ဖို့ကိုခေါ်သွားခဲ့ပါတယ်။မက်စကာရပြောနေခဲ့ပေမဲ့လို့သူ့ရဲ့တခင်ကသူ့ကိုတရိတ်ဆန်စေကန်းကိုခေါ်သွားတယ်ဆိုတာကိုသိလိုက်ရပါတယ်။မက်စကာရစေကန်းထဲကိုမဝင်ချင်ပေမဲ့လို့ Kitty ကတော့မက်စ်ရဲ့စိတ်ဖိစီးမှုတွေကိုစေကန်းကကုပေးမယ်လို့ပြောလိုက်ပါတယ်။သူတို့ကစေကန်းထဲကိုဝင်သွားကြပြီးတော့ Kitty ကခေါင်းတစ်ခုမှထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမက်စကာသူ့ဘေးကကြောင်ထဲကိုစကားပြောဖြစ်သွားပါတယ်။ ရှန်ကတော့ဒီစည်းကမ်းကဆရာဝန်ကအမူအရာချုပ်ယွင်းနေတဲ့တရိတ်ဆန်တွေကိုအထူးကူပေးတယ်ဆိုတာကိုပြောပြလိုက်ပြီးတော့မက်စ်ကလည်းဒီစည်းကမ်းကိုလာတဲ့တရိတ်ဆန်တွေကယူနေတယ်ဆိုတာကိုပါတည်လိုက်ရပါတယ်။အင်ကိုပြန်လာတဲ့အခါမှာတော့မက်စ်ကသူ့ကိုယ်သူမကုန်းမရအောင်လို့လက်စွပ်တက်ထားတာကိုခံလိုက်ရပြီးတော့အဲ့ဒါကြောင့်ပဲကောင်းကောင်းမနေနိုင်တဲ့အပြင်သူ့အကြိုက်ဆုံးပြားရုပ်လေးနဲ့လည်းမဆော့နိုင်ဖြစ်နေခဲ့ပါတယ်။ မက်စ်ကတော့ပြားရုံလေးကိုယူဖို့စူးစမ်းနေတဲ့အချိန်မှာပဲဒူကရောက်လာခဲ့ပြီးတော့ချက်ကတော့သူတို့ကိုခီးခေါ်သွားမယ်လို့ပြောနေတဲ့အတန်ကိုကြားနေတယ်ဆိုပြီးတော့လာပြောလိုက်ပါတယ်။မက်စ်ကလည်းရန်ကုန်မှာပြောသွားခဲ့ပြီးတော့သူခီးသွားတော့ကသူ့ရဲ့ပြားရုံလေးကိုစိတ်ချရအောင်လို့တရားရောက်စီကိုအထားဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။ ူကတော့ Chloe စီကိုတွားပြီးတော့အယုတ်လေးကိုစားလျှောက်ပေးဖို့ပြောပေမဲ့ Chloe ကတော့သူ့ရဲ့စကားကိုဂရုမစိုက်တာကြောင့်အောက်ထက်က Gadget စီကိုတွားလိုက်ပိုင်း Gadget ကတော့ Messi ကိုကြိုက်နေတာဖြစ်တဲ့အတွက်ပြားယုတ်လေးကိုသူတို့နှစ်ယောက်ရဲ့ကလေးလို့မြင်ပြီးတော့အယုတ်လေးကိုတေးချဂရုစိုက်မယ်ဆိုပြီးတော့ခရီးပေးလိုက်ပိုင်းအယုတ်လေးကိုစားလျှောက်ပေးမဲ့သူရသွားတဲ့အတွက်ကို Max ကသူ့ရဲ့မိသားစုနဲ့အတူတူလဲတော့အိမ်စီကိုပြပြရှွှင်ရှွှင်ကိုခီးထွက်ခဲ့ပိုင်း Max ခီးသွားနေတော့မှပဲ Gadget ကသူနဲ့မန်စတိုရဲ့လက်ထက်ပြီးတဲ့ဘဝလေးကိုစေကူအရင်လွန်ပြီးတော့ပြားရုပ်လေးကိုတေချာလေးကိုဂယုမဆိုင်နိုင်ပဲနဲ့လွတ်ထွက်သွားခဲ့ပါတယ် ပြည်ယုတ်ကလေးကလွင့်ပြီးတော့အရေးပေါ်လှေကားဘက်ကိုထွက်သွားခဲ့ပါ යි ။ကြက်ကတော့အယုတ်ကလေးကိုလိုက်ဖမ်းပစ်မယ်လို့အယုတ်ကတော့အောက်ကျသွားခဲ့ပြီးတော့တိုက်ခန်းတစ်ခုရဲ့ပတင်းပေါက်ထဲကိုဝင်သွားခဲ့ပါ යි ။အဲ့ဒီအချိန်ခါမှာပဲအဖွားကိုတယောက်ပဲနေနေတာကိုတွေးလိုက်ရပြီးတော့ကြက်ကတော့သူ့ကိုသူယုံကြည်ချက်အပြင်နဲ့အယုတ်ယုတ်ဖို့အထဲကိုဝင်လိုက်ပေမဲ့ကြောင်လေးကထွက်လာခဲ့ပြီးတော့အယုတ်ကိုကစားနေတာကိုတွေးလိုက်ရပါတယ်။ပြာယုတ်ရဲ့တန်ကိုကြားလိုက်ရတဲ့အတွက်ကိုနောက်ထပ်ကြောင်တွေကထွက်လာခဲ့ပြီးတော့ကြောင်ရချီလောက်ကအယုတ်ကိုဝိုင်းလူကြတာကြောင့်ကြက်ကလည်းအယုတ်ကိုပြတ်မယူနိုင်ဘဲနဲ့ပုံနေလိုက်ရပါတယ်။ အပေါ်ရက်မှာတော့ကလိုဝီနဲ့စနိုးဘောတို့ကစကားပြောနေကြရင်လည်းဒေစီဆိုတဲ့ခွေးကလေးကပတင်းပေါက်ကနေဝင်လာခဲ့ပါရင်ဒေစီကတော့သူတို့ကိုစူပါဟီးရိုးနေတဲ့အခန်းကပဲခန်းလဲတီလာဆိုပြီးတော့မေးလိုက်ပါရင်စနိုးဘောကလည်းပျော်ပျော်ရွှင်ရွှင်ပဲစူပါဟီးရိုးကသူ့ဆိုတာကိုပြောပြလိုက်ပြီးတော့ဘာလို့ရလဲဆိုပြီးတော့မေးလိုက်ပါရင်ဒေစီကတော့တခြားအကူအညီလိုနေတဲ့တရိတ်ဆန်လေးတစ်ကောင်ရှိတယ်လို့ပြောလိုက်တဲ့အတွက်ကိုစနိုးဘောကတော့သူ့ရဲ့အခန်းထဲကိုပြေးဝင်ပြီးတော့စူပါဟီးရိုးဝတ်စုံကိုဝယ်လိုက်ပါရင် ပြီးတော့နောက်မှာတော့တူရှောက်လန်းမှာစူပါဟီးရိုးလိုခုန်ပြန်ကျော်လှားပြီးတော့ဒေစီအရှိကိုပြန်ရောက်လာခဲ့ပါတယ်။ဒေစီကတော့စူပါဟီးရိုးကိုတွေ့လိုက်ရတဲ့အတွက်ဒေစီကသူတွေ့ခဲ့တာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။သူကတော့လေရင်ရဲ့အိတ်တွေထားတဲ့အခန်းမှာတခြားခွေးတွေနဲ့တူတူစော့နေရင်ထူးဆန်းတဲ့အတန်တတန်ကိုကြားလိုက်ရပါတယ်။ဒေစီကတော့အတန်လာရကိုတွားကြည့်ရင်လည်းစက်ကအဖွဲရဲ့အဝင်းနဲ့ကိုအုပ်ထားတဲ့လှောင်ရင်ကအဝတ်ကိုဖယ်လိုက်ပါတယ်။သူကတော့အထင်းမှာဟူးဆိုတဲ့ကြားဖြူကြီးတစ်ကောင်ကိုတန်ကျိုးနဲ့ကိုမှချုပ်ထားတာကိုတွေ့လိုက်ရပါတယ်။ ဒေစီကတော့တော်တိုင်းတရိတ်ဆန်စကားကိုနားမလည်ပေမဲ့ဟိုကတော့အကူကြီးလုံးနေပုံရပြီးတော့အထူးသဖြင့်စက်ကပ်ပိုင်ရှင်ကလှောင်ရင်ကိုအကြောင်းမရှိကန်နေတာကိုတွေးလိုက်ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ကပတိန်စနိုးဘောကတော့လူစွမ်းကောင်းပီပီနှစ်ခါစဉ်းစားမနေဘဲနဲ့မရှင်ကိုလက်ခံလိုက်ပြီးတော့ဒေစီနဲ့တူတူပန်းချံကိုထွက်လာခဲ့ပါတယ်။မန်စတိုကတော့ခြံထဲကိုရောက်လာခဲ့ကြပြီးတော့သူကတော့တရိတ်ဆန်နန်းတွေကြောင့်ဆဲလို့ရှာပြီးတော့ခြံကိုပတ်ပြေးနေခဲ့ပါတယ်။မန်စကတော့သူနဲ့မတူဘဲအဆင်မပြေတယ်လို့ခံစားရတာကြောင့်အိမ်မဲမမြန်ပြန်ကျင်နေခဲ့ပါတယ်။ မက်စကာရိုသူ့ရဲ့မီတာစုစီကိုပြန်သွားတဲ့အချိန်မှာပဲကျက်စင်တကသူ့ရဲ့နောက်ကိုပြေးလိုက်လာတာကြောင့်ချက်တပတ်လုံးကိုပတ်ပြေးလိုက်ရပါတယ်။အဲ့ဒီအခြေအနေတွေကိုကြည့်နေတဲ့ Rooster ဆိုတဲ့ချန်ဆောင်ခွေကတစ်ချက်ဟောင်းလိုက်ပြီးတော့ချန်နေကတရိတ်ဆန်တွေအားလုံးကိုသူ့တို့နေရာရအောင်လို့ပြန်တွင်လိုက်ပါတယ်။ကြောင်လက်စီယာဖြစ်ပြီးသွားတဲ့နောက်မှာတော့မက်စကာပိုအစိုးရင်လွန်လာခဲ့ပြီးတော့လီယန်ကိုစိတ်မချတဲ့အတွက်ကိုဘေးမှာပဲကန့်နေခဲ့ပါတယ်။သူရဲ့တငယ်ချင်းစိတ်ဖိစီးနေတာကိုသိတာကြောင့်သူကတော့မက်စကို သူနဲ့တူတူဆော့ဖို့ကိုပြောခဲ့ပြီးတော့ပိုဆောင်ကျူးတွေကိုလိုက်ဖမ်းကြပါရင်မက်စကာရိုမျိုးခွေးဖြစ်တာကြောင့်ပိုဆောင်ကျူးအရသာကိုမခံနိုင်ပဲအနာဂတ်ရှေ့တောက်ဖို့ကိုတွားလိုက်ပါရင်အဲ့ဒီချိန်မှာပဲရိုးစတာပေါ်လာခဲ့ပြီးတော့အဲ့ဒါကသူရဲ့ရေခွက်ဖြစ်တာကြောင့်မှတ်တအောင်လို့မှထုတ်လိုက်ပါရင်မက်စတိုကလည်းပြည်လေခြင်းနဲ့အတွက်ကိုရိုးစတာကိုတောင်းပန်လိုက်ပြီးတော့ရိုးစတာကတော့လီယန်ကိုဘာလို့ချင်းထဲမှာထားထားတာလဲဆိုပြီးတော့မေးလိုက်ပါရင်မက်စကာရိုလီယန်ကအပြေးတန်ပြီးတော့သူ့အပြင်ကိုထွက်ဆော့ရင်ပြုတ်ကြပြီးတော့ဒဏ်ရာရနိုင်တာကြောင့်ချင်းထဲထားထားလို့ပြောလိုက်ခဲ့ပါရင် ရိုစတာကတော့သူတို့ရဲ့အကာအကွယ်လုံနေတာကိုသဘောမကျပဲလီယန်ကိုလွတ်လွတ်လပ်လပ်ကိုပေးစောတင်နေဆိုပြီးတော့ပြောခဲ့ပြီးတော့ထွက်သွားခဲ့ပါပြီ။စနိုဘောနဲ့ဒေစီရိုကတော့ပန်းညံတွေကစက္ကန့်နေရာကိုရောက်လာခဲ့ကြပါပြီ။သူတို့ကကြာဖို့တန်ကိုကြားလိုက်ရတဲ့အတွက်ကိုတွားကြည့်လိုက်ကြပြီးတော့စက္ကန့်ဆရာကကြားဖြူကြီးကိုတိုက်ထိုးတဲ့စင်ပေါ်ကနေကိုရေကန်ထဲကိုခုန်ချဖို့အမိန့်ပေးနေတာကိုတွေ့လိုက်ရပါပြီ။ ဟူကတော့အမြင်ကြောက်တဲ့အတွက်ကိုမခုံချတာကြောင့်ဆက်ကက်ဆီယာကသူ့ကိုကြာပွင့်နဲ့ကိုမှချင်းချောင်နေပါ යි ။ဟူကတော့လုံဝကိုမှမခုံချတဲ့အတွက်ကိုဆက်ကက်ဆီယာကသူ့ကိုရေကန်တဲ့ကိုတွန်းချလိုက်ပြီးတော့သူ့ရဲ့တပည့်အလုပ်သမားတွေကဟူကိုနှိပ်ဆက်ပြီးလှောင်ဝင်တဲ့ကိုပြန်ထက်လိုက်ကြပါ යි ။ဆက်ကက်ဆီယာကဟူကိုမနေ့ပြန်တေးချမလေးချင်းရင်တားမွေကုတ်ပစ်မယ်လို့ပြောလိုက်ပါ යි ။ဆက်ကက်ဆီယာကဒေါသထွက်နေခဲ့ပြီးတော့သူ့ရဲ့ခွေးတွေကိုကြားဖြုတ်ကိုတေးချလေးကိုစောင့်ကြည့်ဖို့ကိုအမိန့်ပေးသွားခဲ့ပါ යි ။ပြီးတော့သူကလှောင်ဝင်တော့ကိုအဆန်ခွေးတွေနာကတိုင်မှာချိန်ပြီးတော့ထွက်သွားခဲ့ပါ යි ။ စက္ကစီယာထွက်သွားခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဒေစီနဲ့စနူဘောတို့ကဟူကိုနှစ်တိတ်ဖို့ကိုလောင်ရင်နာကိုရလာခဲ့ကြပါပြီ။အဆောင်ခွေးတွေကတော့သူတို့ကိုလောင်ရင်နဲ့ကိုဝဝဲနေဖို့အမိန့်ပေးလိုက်ပြီးတော့ဒေစီကတော့သူတို့စကားကိုလုံးဝနားမထောင်တာကြောင့်ခွေးတွေကသူတို့ကိုတိုက်ခိုက်ဖို့လိုလိုက်ကြပါပြီ။ဒေစီကတော့သူတို့ကိုတိုက်ခိုက်ဖို့ပြေးသွားခဲ့ကြပြီးတော့ခွေးတွေကတန်ကျိုးအခြေခံထားရတာကြောင့်ဒေစီကိုဖမ်းလို့မမိပဲနဲ့ဖြစ်နေခဲ့ပါပြီ။ဒေစီကတော့ချိန်ထားတဲ့တောက်ကိုမြင်ပြီးတော့အဲ့ဒါယူဖို့အတွက် ခွေးတွေအားလုံးကိုတိုက်မှသူတို့ကိုချင်းကျိုးနဲ့ကိုပတ်အောင်လို့လုပ်လိုက်ပါတယ်။ Snowball ကတော့အယုတ်တူနဲ့ဟူလောင်အိမ်ထောင်ချောက်ကိုဖွင့်ရိုက်လိုက်ပြင်မယ်လို့လောင်အိမ်ကဘာမှကိုမဖြစ်ပဲနဲ့အဆောင်ခွေးတစ်ကောင်ရဲ့တန်ကြိုးကပြုတ်သွားခဲ့ရပါတယ်။ခွေးကတော့ Snowball နောက်ကိုပြေးလိုက်ပြီးတော့သူ့ရဲ့တန်ကြိုးက Sorry ဆက်ရဲ့ခုံမှညှိသွားခဲ့ပါတယ်။ Daisy ကတော့ဆက်ကိုဖွင့်လိုက်ပြီးတော့ခွေးကလည်းအဲ့ဒီပုံကိုပါသွားခဲ့ပါတယ်။လမ်းကြောင်းရှင်းသွားတဲ့နောက်မှာတော့ Daisy နဲ့ Snowball တို့ကဟူရဲ့လောင်အိမ်ကိုဖွင့်ပေးလိုက်ပြီးတော့ဟူကိုသူတို့တိုက်ခန်းစီကိုခေါ်သွားခဲ့ပါတယ်။ ။နေတော့မှတော့ mask ကတော့နိုးလာခဲ့ပြီးတော့ပထင်ပေါက်ကနေလီယန်အဆင်ပြေရလားဆိုတာကိုကြည့်လိုက်ပါရင်ဒါပေမဲ့ mask ကတော့မြေကွေးတကောင်တိုက်ခိုက်တာကိုခံရတဲ့အတွက်လန့်ပြီးတော့ပြေးဖို့လုပ်ပေမဲ့အနောက်မှာကြောက်တုံးကြီးပိတ်နေတဲ့အတွက်ပြေးပေါက်မရှိကိုဖြစ်နေခဲ့ရပါသေးတယ်။ အဲ့ဒီအချိန်မှာပဲ Rooster ပေါ်လာခဲ့ပြီးတော့မြေခွေးကိုတိုက်ခိုက်လိုက်ပါမြေကြီးကလည်းထွက်ပြေးသွားခဲ့ပြီးတော့ Rooster က Max ကိုနောက်ထပ်တစ်ချိန်ကိုထပ်ပြီးတော့ကယ်လိုက်ပြန်ပါ යි တိုက်ခန်းမှာတော့ Gadget က Chloe စီမှာကြောင်လူမျိုးဘယ်လိုနေရမလဲဆိုတာကိုတင်ပေးခဲ့ပါ යි Chloe ကတော့ Gadget ကိုကြောင်နေရွက်အတူနဲ့ကိုအမိတူတက်ပေးလိုက်ပါ යි ဝေစားစင်ရမှုပြေးသွားတဲ့နောက်မှာတော့ Gadget ကိုကြောင်တကောင်လိုဘယ်လိုနေရမလဲကိုတင်ပြပြီးတော့ ခွေးရီလိုမျိုးဘောလုံးနောက်ကိုပြေးမလိုက်ရဘူးဆိုတာကိုပြလိုက်ပါပြီ။လမ်းထဲမှာတော့ snowball ကဟုကိုခေါ်လာရင်းနဲ့ DC ကဟုကိုပမာထားရမလဲကိုစဉ်းစားနေခဲ့ပါပြီ။ snowball ကတော့ခွေးပေါက်လေးတွေကိုထိမ့်ပေးတယ်။သူတို့တိုက်ခန်းက pop ကိုခေါ်သွားခဲ့ကြဖို့ကိုပြောလိုက်ပါပြီ။သူကတော့ pop ကိုတွတ်တွေ့ပြီးတော့ဟူကိုထိမ့်ပေးဖို့အတွက်ကိုပြောပေမဲ့သူတို့ကြားဖြူကြီးကိုထိတ်သွားတဲ့အခါမှာအချက်ပေးဟုန်တီလိုက်ပါရင်ဟုန်တဲ့ကြောင့်ဟူကတော့လန်သွားခဲ့ပြီးတော့မျက်နှာချပေါ်ကိုတွေ့ကလိုက်ပါရင် pop ကတော့သူ့ရဲ့အိမ်ထဲကပစ္စည်းတွေပျက်စီးသွားတဲ့ကောင်မြင်တဲ့အတွက်ကို snowball ကိုဟူကိုပြန်ခေါ်သွားဖို့ကိုပြောလိုက်ပါရင် ဒါပေမဲ့လို့ခွေးပေါက်လေးတွေကဟိုကိုချစ်ပြီးတော့ခေါ်ထားဖို့ကိုတောင်းဆိုတာကြောင့်ပော့ကလည်းမတက်တာတော့ပဲနဲ့တညာပဲပေးနေမယ်ဆိုပြီးတော့လက်ခံလာရပါတယ်။စက်ကတ်ထဲမှာတော့စာကေးကကြားဖြူမရှိတော့တာကိုတွေ့ပြီးတော့သူ့ရဲ့ဝင်ပလေးတွေကိုဆူလိုက်ပါတယ်။သူကတော့ဒေစီကြံခဲ့တဲ့ကလေးလေးတစ်ခုကိုတွေ့သွားခဲ့ပြီးတော့သူ့ရဲ့ခွေးလေးတွေကိုအဲ့ဒါကိုအနမ်းခံပြီးတော့ကြားဖြူကိုပြန်ခေါ်လာဖို့ကိုအမိန့်ပေးလိုက်ပါတယ်။ တိုက်ခန်းမှာတော့ကြက်ကသူ့ရဲ့တငယ်ချင်းဆင်ပေးလိုက်တဲ့ကြောင်ပုံစံနဲ့အဖွားဦးသူ့ကိုခွေးဆိုတာတတိမထားမရလို့တိုက်ခန်းထဲကိုဝင်လာခဲ့ပါတယ်။သူကတော့ကြောင်းနေပေမဲ့လည်းပြားအယုတ်လေးကိုကဲဖို့ကြောင်းနေကြရဲကိုဖြတ်ပြီးတော့လိုက်ရှာလိုက်ပါတယ်။ပြားအယုတ်ကလေးကကစားတဲ့စင်ပေါ်မှာရှိနေတာကိုတွေ့တဲ့အတွက်အရာကိုယူဖို့ခေချက်ကစင်ပေါ်ကိုတတ်သွားခဲ့ပါတယ်။စင်ပေါ်မှာတော့အယာမကြောင်ကြီးကအယုတ်ကိုဖတ်အိတ်နေတာကိုတွေ့လိုက်ပြီးတော့ခေချက်ကတော့သူမနိုးအောင်လို့အယုတ်ကိုဆွဲယူလိုက်ပါတယ်။ဒါပေမဲ့လည်းအယုတ်ကအတန်မြေသွားခဲ့ပြီးတော့ကြောင်ကြီးကလည်းနိုးသွားခဲ့ပါတယ်။ ကြက်ကတော့သူ့ရဲ့အစီအစဉ်အရနော်မန်ကိုလေစာနဲ့ကြောင်ကြီးကိုအာယုံလွဲခိုင်းလိုက်ပြီးတော့ကြောင်ကြီးကတော့လေစာကိုလိုက်ဖမ်းရင်းနဲ့အောက်ကိုချသွားခဲ့ပါသည်။ ကြောင်တွေအလုံးကတော့ဒေါသထွက်သွားခဲ့ကြပြီးတော့အပေါ်ကိုတက်လာတာကြောင့်ဂေချက်ကလည်းနောက်အစီအစဉ်အနေနဲ့လေဆာပွိုင်လေးတွေကိုသူဖမ်းမိသွားတယ်လို့ဟန်ဆောင်လိုက်ပါပြီ။ဂေချက်လေဆာကိုဖမ်းမိသွားတာကိုတွေ့လိုက်ရတဲ့ကြောင်တွေအလုံးကလည်းလန်သွားကြပြီးတော့သူ့ကိုရွေးချယ်ခံရသူလို့ထင်သွားတဲ့အတွက်ကိုအလုံးကတော့ဂေချက်ကိုသူတို့ဘယင်မဖြစ်ကိုမှဥညွန့်လိုက်ကြပါပြီ။ခြံထဲမှာတော့မက်စ်နဲ့ဒူရိုကတော့ရိုစတာနွားရီအလုံးကိုနွားကြံတဲ့ကိုတွင်းနာကိုကြီးနေကြတော့မှပဲဝက်ကောင်ကဝက်ချန်တဲ့ကနေကိုလွတ်လာတာကိုမြင်လိုက်ရပါပြီ။ သူကတော့ roster ကိုခေါ်ဖို့ကိုအကြံပေးလိုက်ပြီမယ်လို့ mask ကတော့သူလည်းလုံနိုင်တယ်ဆိုပြီးတော့ roster ကိုမခေါ်ဘဲဝက်ကိုအထဲကိုပြန်ထည့်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လို့အချိန်တွေကပို့ပြီးတော့ဆိုးလာတာကြောင့် mask ကတော့တိုးချန်ကိုဖျက်ဆီးမိပြီးတော့တိုးရီအလုံးကလွတ်သွားခဲ့ပါတယ်တတိယဆန်တွေအလုံးလွတ်သွားတာကိုတွေ့တဲ့အတွက် roster ရောက်လာပြီးတော့အလုံးကို channel ကိုပြန်ထည့်လိုက်ပါတယ်ဒါပေမဲ့လို့ cotton ဆိုတဲ့တိုးပေါက်လေးပြောင်းနေတာကြောင့် roster ကလည်းလိုက်ရှာရပါတော့တယ် ရိုစတာကတော့ဒါကမက်စ်ရဲ့အမွာဖြစ်တာကြောင့်မက်စ်တို့ကိုကူပြီးတော့ရှာပေးရမယ်လို့ပြောလိုက်ပါတယ်။သူတို့ကချောင်းနဲ့ချုံပုတ်တွေကိုဖျက်ပြီးသွားတဲ့နောက်မှာတော့အရန်ကုန်မှာမက်ဆောက်တဲ့တောင်ပေါ်ကိုတက်သွားရပါတယ်။မက်စ်ကတော့ပင်ပန်းပြီးတော့မတက်နိုင်ပေမဲ့လည်းစူးစမ်းပြီးတော့တောင်ပေါ်ကိုရောက်အောင်လို့တက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ကတောင်ဆောင်အဆုံကပန်တီးပင်မှာပန်တီးစနေတဲ့ကော့တွန်ကိုတွေ့သွားခဲ့ပါတယ်။ ရိုစတာကကော်တုံကိုခေါ်ဖို့တပင်ကသူ့ရဲ့ဝိတ်ကိုခံနိုင်မှာမဟုတ်တဲ့အတွက်ကိုမက်စ်ကိုတွားခိုင်းလိုက်ပါတယ်။ဒါပေမဲ့လို့မက်စ်ကတော့ကြောက်နေပြီးတော့ငြင်းဆန်တဲ့အတွက်ရိုစတာကသူ့ကိုစိတ်ညစ်အောင်လို့ပြောလိုက်ပါတယ်။ရိုစတာကတော့မကြောက်အောင်လုပ်ရမယ့်နီလန်ကမကြောက်ချင်အောင်စောင့်ဖို့ပဲပြောလိုက်ပါတယ်။ရိုစတာရဲ့နီလန်ကြောက်လေမက်စ်ကတောင်းဆောင်ကနေဆင်းဖို့တက်တိနေနေရှိသွားခဲ့ပြီးတော့ တောင်ဆောင်ကနေကိုဆင်းသွားလိုက်ပါတယ်။မက်စကာရောအချင်းချင်းချော်ကြမလို့ဖြစ်ပြီးတော့ကြောက်တုံးတုံးကြောင့်အပြိုးကြမလို့ကိုဖြစ်သွားခဲ့ရပါတယ်။မက်စကာရောတောင်ဆောင်နားမှာကုတ်တွေထားလိုက်ပြီးတော့ကော်တွန်ရှိနေတဲ့တစ်ပင်ကိုကတ်လာလိုက်ပါတယ်။သူကရောကော်တွန်ကိုသူ့စီကိုလာခဲ့ဖို့ပြောပေမဲ့ကော်တွန်ကရောတကိုင်းကြားထဲကို၆000ညက်နေတာကြောင့်လာလို့မရဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်မက်စကာလည်းတစ်ပင်ပေါ်ကိုတက်သွားရပြီးတော့သူတက်တဲ့အချိန်မှာပဲတစ်ပင်ကချိုးကြမလို့ဖြစ်လာခဲ့ပါတယ်။တစ်ပင်မချိုးကြအောင်လို့မက်စကာကော်တွန်ရဲ့အမိကနေကိုဆွဲပြီးတော့တောင်ဆောင်စီကိုပြစ်တင်လိုက်ပါတယ်။ပြီးတော့နောက်မှာတော့သူကကော်တွန်ကို တောင်ပေါ်ရအောင်လို့အောက်ကနေကိုတွန်းတင်ပေးလိုက်ပြီးတော့ရိုစတာကတော့ကော်တွန်ကိုအပေါ်ကနေကိုဆွဲတင်လိုက်ပါတိုးကလေးကိုကေတင်ပြီးသွားတဲ့နောက်မှာတော့မက်စ်နင်းထားတဲ့ကြောက်တုံးတုံးကချော့ကြပြီးမက်စ်ကလည်းအောက်ပြုတ်ကြတော့မလို့ကိုဖြစ်သွားခဲ့ရပါဒါပေမဲ့သူပြုတ်ကြကန်နီးမှာပဲရိုစတာသူ့ကိုတောင်ပေါ်ကိုဆွဲတင်ပေးလိုက်ပါကြောက်လန့်စရာပြီးသွားတဲ့နောက်မှာတော့ရိုစတာနဲ့မက်စ်တို့ကကော်တွန်နဲ့အတူတူပြန်လာခဲ့ပြီးတော့ကော်တွန်ကိုသူ့ရဲ့ channel ကိုပြန်သွင်းလိုက်ပါပြီးသွားတဲ့နောက်မှာတော့သူတို့ကဘာမှမဖြစ်ခဲ့တယ်လို့ပုံမှန်ကိုနေလိုက်ကြပါမျိုးရဲမှာတော့ဝင်းမလီရီကဒေစီရဲ့အနှံ့ကိုခရင်နဲ့ပန်းကြံထဲမှာကြားပြုတ်ကိုကယ်လာခဲ့တဲ့အကြောင်းတခြား ြားသူကိုပြောပြနေတဲ့ဒေစီကိုတွေ့သွားခဲ့ကြပါတယ်။ဒေစီကတော့တောင်ရဲကောင်အနှံ့ကိုရတဲ့အတွက်ထွက်ပြေးလိုက်ပြီးတော့ခွေကြီးကြီးတကောင်နားမကိုပုံနေလိုက်ပါတယ်။ဒါပေမဲ့လို့ဝင်းပလီတွေကအနှံ့ခန့်ကိုကောင်းတာကြောင့်ဒေစီကိုရှာတွေ့သွားခဲ့ကြပါတယ်။သူတို့ကတော့ဒေစီကိုဖမ်းဖို့လုပ်နေတော့မှပဲဒေစီကလူတယောက်စီးနေတဲ့စကူတာပေါ်ကိုတက်စီးခဲ့ပြီးတော့လွတ်သွားခဲ့ပါတယ်။ တိုက်ခန်းထဲမှာတော့ Snowball ကဗီဒီယိုဂိမ်းဆော့နေတော့ Pop ကတော့ Hook ကိုခေါ်ခဲ့ပြီးတော့ရရှိလာခဲ့ပါတယ်။ Hook ကတော့သူ့တိုက်ခန်းကိုဖျက်ဆီးပြီးတော့ TV ပါစားလိုက်တာကြောင့် Snowball ကတော့သူ့ကိုပြန်လာပေးတာလည်းဖြစ်ပါတယ်။ Snowball ကတော့ကြံရမရကိုဖျက်သွားတာကြောင့် Hook ကို KD တိုက်ခန်းထဲကိုခေါ်သွားခဲ့ပြီးတော့ Mass Air ဘော့ကိုထားခဲ့လိုက်ပါတယ်။ဒါပေမဲ့သူ့အပြင်ပြန်ထွက်တဲ့အချိန်မှာပဲ Gadget ကသူ့ကိုတွေ့သွားခဲ့ပါတယ်။ ကြက်ကတော့ snowball ကို mass account မှာပါလုံးနေတာလဲဆိုတာကိုမေးလိုက်ခဲ့ပြီးတော့ snowball ကလည်းကြက်အနောက်မှာပါလို့ကြောင်နေဝိုင်းနေတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။သူတို့နှစ်ယောက်စလုံးကအဖြစ်မဖြစ်ချင်းကြတာကြောင့်ဘာမှကိုဆက်မပြောဘဲနဲ့ထွက်သွားကြပါတယ်။လေတော်ထဲမှာတော့ mass ကကားစီကိုတွားနေတဲ့ roster ကိုမြင်ပြီးတော့သူ့ရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ mass ကတော့ roster ကိုနီလန်ပေးလို့ကိုကျေးဇူးတင်ကြောင်းနဲ့အခုသူကပို့ပြီးတော့တင်ငိန်သွားပြီလို့ပြောပြီးတော့မနေ့ပြန်သူတို့ပြန်ရတော့မယ်ဆိုတာကိုပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ roster ကကားဘော့ကိုတက်ပြီးတော့ဦးလိုက်တာကြောင့် mascaro သူ့ကိုထွက်သွားစေချင်လို့လားဆိုပြီးတော့မေးလိုက်ပါတယ်။ ရိုစတာကတော့ဒါကသူတို့လုံးနေကြလို့ပြောခဲ့ပြီးတော့မတ်စ်ကလည်းသူနဲ့တူတူကိုလာဖို့ကိုပြောလိုက်ပါရင်မတ်စ်ကလည်းကားပေါ်ကိုတက်လာခဲ့ပြီးတော့သူတို့နှစ်ယောက်ကလာရန်အောက်မှာတူတူဦးလိုက်ကြပါရင် မနေ့ရောက်တဲ့ခါမှာတော့ Rooster ကမက်စ်ကိုသူ့လက်စည်းကိုလက်ဆောင်ပေးလိုက်ပြီးတော့မက်စ်ကတော့အဲ့ဒါကြောင့်ပဲကိုကိုကိုယုံကြည်ချက်အပြည့်နဲ့ကိုအိမ်ပြန်လာခဲ့ပါပြီ။အိမ်ပြန်ရောက်တဲ့ခါမှာတော့မက်စ်ကလီယန်အစင်ပြေလားဆိုတာကိုကြည့်ပြီးတော့အိမ်လိုက်ပါပြီ။မိသားစုအလုံးပျော်ရှင်သွားတဲ့ခါမှာတော့ Snowball နဲ့ Daisy တို့ကဘယ်သူမှမသိအောင်လို့ဟုတ်ကိုခိုးထုတ်လာခဲ့ကြပါပြီ။ဒါပေမဲ့လို့မက်စ်ကတော့နိုးလာခဲ့ပြီးတော့ဘာရီများဖြစ်နေတာလဲဆိုပြီးတော့မေးလိုက်ပါပြီ။မက်စ်ကတော့သူ့ရဲ့တိုက်ခန်းထဲမှာကြားတကောင်ရောက်နေတဲ့အတွက်နားမလည်နိုင်ဖြစ်ပြီးတော့ Daisy ကတော့အပြင်မှာဝင်းပလီတွေရောက်တော့မှကြောင့်ရှင်းပြဖို့ကိုအချိန်မရှိတော့ဘူးဆိုပြီးတော့ပြောလိုက်ပါပြီ။ အဲ့ဒီအချိန်မှာပဲသူတို့ကပြင်းမှဝင်ပလေတွေကိုရောင်းနေတာကိုတီးလိုက်ကြပြီးတော့ Snowball ကလည်းသူတို့အစားခံရတော့မယ်လို့တွေးမိတာအကြောင်းအရန်ကိုမှကြောက်သွားခဲ့ရပါတယ်။ Max ကတော့အရင်လိုမဟုတ်တော့ဘဲနဲ့တက်တီးရှိလာတာကြောင့်နှစ်ခါစင်းစားမနေတော့ဘဲနဲ့အောက်ဆင်းသွားခဲ့ပါတယ်။သူကတော့ဝင်ပလေလေးကောင်စလုံးကိုသူတကောင်အနေနဲ့ကိုရင်ဆိုင်ပြီးတော့ခြောက်ထုတ်နေခဲ့ပါတယ်။ဒါပေမဲ့လို့စာကေးပေါ်လာခဲ့ပြီးတော့ mask ကိုအိနေခုရဲ့မြောက်ခန်းထဲကိုကန့်ထည့်လိုက်ပါရင် snowball တို့ကတော့ခေါင်းမိုးထက်ကနေကိုထွက်ပြေးဖို့လုံးနေကြပါမယ်။ snowball ကတော့စာကေးရဲ့မြောက်တိုက်ခိုက်တာကိုခံရပြီးတော့လဲသွားခဲ့ပါရင် ဝင်းဘလီရီကလည်းဟူကိုဝိုင်းတားလိုက်ကြပြီးတော့စာကေကတော့မေစီတနေနဲ့ဟူကိုပြစ်လိုက်ပိုင်းဒေစီကတော့သူ့ရဲ့တငယ်ချင်းကိုကာကွယ်ဖို့စာကေရဲ့ခြေထောက်ကိုကိုက်ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကတေးလွန်းလာကြောင်းဟိုးနဲ့တူတူလှောင်ကြိုက်တဲကိုထဲတာကိုခံလာရပိုင်းမက်စ်မီယောက်ခန်တဲ့ကနေကိုထွက်လာနိုင်တဲ့အချိန်မှာတော့စာကေကဟိုးနဲ့ဒေစီတို့ကိုကားရဲကိုထိတ်ပြီးတော့စက်ကက်စီကိုပြန်ခေါ်သွားတာကိုတွေ့လိုက်ရပိုင်းသူ့ရဲ့တငယ်ချင်းတွေကိုလည်းကယ်ဖို့အတွက်မက်စ်နဲ့စနိုးဘောတို့ကလည်းနော်မန်ရဲ့ဆိုင်ကယ်လေးစီပြီးတော့စာကေတို့နောက်ကိုလိုက်သွားခဲ့ကြပိုင်းစနိုးဘောကတော့အကူအညီရအောင်လို့သူတို့ဆက်သွယ်ရေးဖုန်းကနေအကူအညီလှမ်းတောင်းလိုက်ပြီးတော့ အဲ့ဒါကိုကြားတဲ့ခေချက်ကတော့ကြောင်တက်ဖွဲ့နဲ့တူတူမက်စတိုကိုကူညီဖို့ပြင်လိုက်ပါပြီ။ပထမဦးဆုံးအနေနဲ့အပြင်ထွက်ဖို့အတွက်ကိုသူတို့ကကြောင်စာတွေကုံသွားတဲ့ပုံစံကိုလုံးလိုက်ပြီးတော့အဖွားအုပ်ကကြောင်စာထောက်ဝယ်ဖို့သူတို့အားလုံးကိုကားပုတ်ကိုတင်သွားခဲ့ပါပြီ။အဖွားအုပ်ကတော့မျိုးလုံးမှုန်နေတဲ့အတွက်ကိုတေချာမမြင်ရပဲသူများကားတွေကိုတိုက်မိမလို့ကိုဖြစ်သွားခဲ့ရပါပြီ။ကြောင်တက်ဖွဲ့ကြီးလာနေတာကိုမသိတဲ့စာကေးကလည်းဟူကိုကားပေါ်ကဆင်ခိုင်းပြီးတော့ရထားပေါ်ကိုတင်လိုက်ပါပြီ။စာကေးကတော့ဟူကိုနောက်ထပ်ထွက်မပြေးအောင်လို့လျှက်စစ်တုံးနဲ့ကိုမှချင်းချောက်လိုက်ပါပြီ။ ယထာထွက်သွားတဲ့ချိန်မှာပဲမက်စတိုကရရှိလာခဲ့ပြီးတော့ယထာနာကိုလိုက်ကြပါတော့ရင်ဒါပေမဲ့လို့နော်မန်ရဲ့ဆိုင်ကလေးကပြတ်သွားတာကြောင့်မက်စနဲ့စနိုးဘောတို့ကလည်းယထာနာကိုပြေးလိုက်ပြီးတော့နော်မန်ကတော့နေခဲ့ပါရင်မက်စကတော့ယထာဘောကိုတက်လိုက်ပြီးတော့စနိုးဘောကိုလည်းသူ့ရဲ့ပစံနဲ့ကိုကပ်ပြီးတော့ယထာဘောကိုတင်ပေးလိုက်ပါရင်နော်မန်ကတော့ဂေဂျက်ကိုရေဒီယိုကနေမက်စတိုယထားပေါ်မှာဆိုတာကိုပြောပြပြီးတော့ယထားကိုသူ့ရဲ့ကြောင်တပ်ဖွဲ့နဲ့ကိုလာခံလိုက်ပါရင် မက်စနက်စနိုဘောတို့ကတော့ယထားခေါမှုပေါ်ကိုတက်လိုက်ခဲ့ကြပြီးတော့စနိုဘောကတော့ယထားတွဲတဲ့ကိုပြုတ်ကျသွားခဲ့ရပါတယ်။သူကတော့ယထားတွဲတဲ့ကအမြောက်ထဲမှာကိုထဲခံထားရတဲ့ DC ကိုတွေ့သွားခဲ့ပါတယ်။မက်စကတော့ခေါမှုပေါ်ကနေသူတို့ကိုကူညီဖို့ကြိုးစားပေးမယ်လို့ဝင်ပလီအုပ်စုကတော့သူ့ကိုဝိုင်းတားလိုက်တာကြောင့်ထွက်ပြေးရပါတော့တယ်။စနိုဘောကလည်းအမြောက်ထဲက DC ကိုကဲဖို့လှုပ်လိုက်ပေမဲ့ယုတ်တရက်စာကေးရဲ့မြောက်ကပေါ်လာခဲ့ပြီးတော့စနိုဘောကိုဓမြောင်တွင်နဲ့ကိုမှပြစ်လိုက်ပါတယ်။စနိုဘောကတော့သူ့ရဲ့နေကြအကွက်တွင်နဲ့ကိုရှောင်လိုက်ပြီးတော့ဓမြောင်တစ်ခုကိုနောက်ပြန်ကန်လိုက်တာမြောက်ရဲ့အင်းကြီးက တက်သားဆက်ဝိုင်းပေါ်မှာဓမြောင်နဲ့ကိုမှစိုက်မိသွားခဲ့ပါရင်ရန်သူကမလုံနိုင်ဖြစ်နေတဲ့အချိန်မှာပဲစနိုးဘောကအခွင့်အရေးယူပြီးတော့မြောက်ကိုကန်လိုက်ပါရင်မြောက်ကတော့တက်သားဆက်ဝိုင်းပေါ်မှာလွတ်သွားခဲ့ပြီးတော့သူတို့နှစ်ယောက်ရဲ့ပြိုင်ကွင်းလိုမျိုးဖြစ်သွားခဲ့ရပါရင်စနိုးဘောကတော့မြောက်ကိုသူ့ရဲ့ကန်ချက်တွေနဲ့ကိုကန်လိုက်ပြီးတော့ ဘိုက်ကိုလည်းအချင်းချင်းကိုထိုးလိုက်ပါဤမြောက်ကတော့လွင့်ထွက်သွားပြီးတော့ရှုံးမလို့ဖြစ်နေတဲ့အတွက်စနိုးဘောကတော့သူ့ကိုနောက်ဆုံးရိုက်ချက်ရိုက်ဖို့ကိုအနားကိုလာခဲ့ပါဤဒါပေမဲ့လို့မထင်မှန်ထားတဲ့မြောက်ကသူ့ကိုဒုံးထဲကိုရိုက်လိုက်ပြီးတော့စနိုးဘောကလည်းလဲကျသွားခဲ့ရပါဤယထာမိုးပေါ်မှာတော့မက်စကဝင်းဘလီရီစီကနေထွက်ပြေးနေရင်ဝင်းဘလီတကောင်ကိုပြုတ်ကျအောင်လို့လုပ်လိုက်ပါဤ ီးတော့နောက်မှာတော့သူကပိုင်လုံးတွေကိုညင်းနေနောက်ထပ်ဝင်ပလီနှစ်ကောင်ကိုပါပြုတ်ကျအောင်လို့လုပ်လိုက်ပါရင်ယထာတွေ့ထဲမှာတော့ snowball ကိုမြောက်ကလည်းမီးနဲ့ကိုလိုက်ပစ်နေပြီးတော့ဒေးစီကိုထိတ်ထားတဲ့အမြောက်ကိုပါမီးထုံလိုက်ပါရင် snowball ကတော့ဒေးစီလွတ်ထွက်သွားတာကိုမသိဘဲနဲ့မီးကိုနှိမ့်နေပြီးတော့မြောင်းနေတက်တက်ကိုတိုးသွားခဲ့ပါရင် စနိုဘောကတော့မြောက်ကိုတိုက်ခိုက်ရင်လည်းမြောက်ရဲ့မျက်လုံးကိုသူ့ရဲ့လက်ထိုးထဲလိုက်ပိုင်းဒေစီကလည်းမြောက်ထဲကိုမြောက်ကိုထဲလိုက်ခဲ့ပြီးတော့ပြစ်လိုက်တာမြောက်ကလည်းရထားကိုဖောက်ပြီးတော့မိုးဘောကိုလင်းထွက်သွားခဲ့ပိုင်းအမိုးဘောမှာတော့မတ်စကာထွက်ပြေးနေရင်လည်းစာကေရှိရဲ့နားကိုရောက်ခန့်ပြီးမှပဲမြောက်ကသူ့ဘောကိုပြုတ်ကျလာတာကြောင့်သူကလည်းရထားဘောကပြုတ်ကျသွားခဲ့ရပိုင်းမတ်စကာလည်းရထားဘောကိုပြန်တက်ဖို့အတွက်ကိုအနာကတောင်ကုန်းဘောကိုပြစ်တက်သွားခဲ့ပိုင်း သူကတော့တောအုပ်ကိုဖျက်သွားခဲ့ပြီးတော့ယထာဖျက်မဲ့လှိုင်ကောင်းပေါ်မှာနေရာယူလိုက်ပါတယ်။ယထာလာတဲ့အခါမှာတော့မက်စ်ကယထာပေါ်ကိုခုံချခဲ့ပြီးတော့စာကေရှိတဲ့ယထာတွဲတဲကိုဝင်လိုက်ပါတယ်။ သူကတော့ဆာကီရဲ့အောက်ပိုင်းကိုကိုက်လိုက်ခဲ့ပြီးတော့စနိုဘောကဆာကီရဲ့မျက်နှာကိုအဆက်မပြတ်ကိုမှထိုးလိုက်ပြီးဆာကီကလည်းလဲချသွားခဲ့ရပါတယ်။မန်စတိုကတော့သူ့ရဲ့ရန်သူကိုအောင်းနိုင်ပြီးအထင်နဲ့ကိုဟူကိုခေါ်ပြီးတော့ထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့လို့ဆာကီကပြန်ထလာခဲ့ပြီးတော့ဟူရဲ့တန်ကြိုးကိုဆွဲလိုက်ပါတယ်။သူကတော့တခြားသောတတိယဆန်တွေအားလုံးကိုရှင်းပြဖို့တနက်ထုံလိုက်တဲ့အချိန်မှာပဲဂီဂျက်တို့ကာနာကိုရရှိလာခဲ့ပြီးတော့ဆာကီကိုတိုက်သွားခဲ့ပါတယ်။အဖွားအုပ်ကသူကားထားတာမှန်ရဲ့လား။စစ်ဖို့ကိုနောက်ဆုတ်တာကိုဆာကီကိုထပ်ပြီးတော့တိုက်မိသွားခဲ့ပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့အဖွားအိုကသူကားနဲ့တတိဆန်အားလုံးကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်။အားလုံးကတော့အဆင်ပြေသွားခဲ့ပြီးတော့အဖွားအိုကဟူကိုနောက်ထပ်ကြောင်တကောင်လိုထင်းတဲ့အတွက်ကိုမွေးစားလိုက်ပါတယ်။ နောက်ထပ်တိုက်ခန်းမှာတော့အားလုံးကသူတို့နေစဉ်ဘဝကိုပြန်ဆောက်လုပ်ကြပြီးတော့လီယန်ကလည်းကြောင်းတက်ပြီပဲဖြစ်ပါ යි ။မက်စ်ကလည်းအရင်ကလိုမဟုတ်တော့တာကြောင့်မကြောက်တော့ဘဲနဲ့လီယန်ကိုလောကကြီးကိုကြကြပြပြကြီးဖို့ဆိုပြီးတော့လှုပ်ပေးလိုက်ပါတော့ရင်။ဒီနေရာလေးမှာပဲကျွန်တော်ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ။အခုလိုမျိုး animation စကားကောင်းတွေကိုစဉ်ဆက်မပြတ်ကိုကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးခဲ့ကြပါအောင်နော်။ကြည့်တာဆိုရင်နောက်တစ်နေ့မှာစကားကောင်းတွေနဲ့တူတူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။